အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မဒီနေ့ဖျားမင်းဆောင်းလေးကတော့ဆီယာမဂျာနဲ့ကျော်မမလေးရေးသားထားတဲ့မုံရွေမဟုဆိုတဲ့ဆောင်းကလေးရဲ့ခန်းဆက်ပဲဖြစ်ပါတယ်ရှင်။ဦးမိုးသိန်းဒီတီလရှင်ဝတ်သွားပြီးကလေးကရခိုးအထီမတွေ့ပဲနေလေ။စာတစောင်းများမရေးပေ။လားစဉ်စရိတ်သာ ထောက်ပံ့နေကစိတ်ကိုဖြည်ဖြောင်းနေတိုင်းဒီ အမှန်စင်စင်မိခင်ကသာပြစ်သွားတော့လေဖခင်မမိခင်ကိုစိတ်မပြတ်မှန်းသည်၍တွေးမိတိုင်းစိတ်မချမ်းသာဖြစ်ရလေသည်မိခင်ထံမှဆလာတိုင်းကိုယ်တိုင်မဖတ်တော့လေဖတ်ခိုင်း၍ဖတ်ပြရသည်ငါးနှစ်ခန့်အတော်တွင် မိခင်၏စာများတဲ့တွင် ဖခင်နှင့်ပတ်သက်၍အကျိုးအကြောင်းအရေးနေသည်ဖြင့်နေနိုင်လိုက်တာဟုအံ့ဩမိသည် တီလာရှင်ဝိစာကဖခင်စိတ်မချမ်းမသာဖြစ်ကလွမ်းစော်အောင်မိလျက်ရှိနေကြောင်းသိအောင်တမင်ရေးထဲလိုက်သည့်တိုင် ဖခင်နေပတ်သက်၍တစုံတရာဘာမျှထူး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 ပြန်မရေးပဲနေလေသည်လိုဝဲကြောင်မှတီလာရှင်ရဲ့ဖြစ်သူကူပြောင်းသွားသောမိခင်ဤဘဝကိုဇက်ခင်းလျက်မြင်းနေလေကအစ်စ်ပြန်ဖြစ်လာလေသည်သူ့ဘဝအထုံးကပါလာတာ哦 ဒါကြောင့်လဲတန်ရုံးစင်တွေကိုပြက်ပြက်တောက်ကြီးဖြတ်နိုင်တာပေါ့မောင်နေဦးတို့ထားထားတို့လက်ထပ်သွားပြီးကြတဲ့ကတီလာရှင်ဝစ်ချင်နေပုံရတယ်ဝေဝေငယ်သေးလို့စောင့်နေတာနဲ့တူပါရဲ့ဒေါ်သတီဥပိုးသိန်းနေဝေဝေတို့ကိုမကြည့်ပဲနောက်ကျောင်းကိုပြန်တွေးမိသလိုတလုံးချင်းခက်ဖြီးဖြီးပြောနေလေသည် ပြောမိလဆာဖြင့်နောက်ကအတိတ်ကိုပြန်အတိလို့ပြောခြင်းလည်းဥပိုသိနောက်ထပ်ချောင်းဟန့်လိုက်သည်ဖြင့်ရက်သွားလေသည်ဝေဝေသည်အတွေးကိုရက်ခါမော့ကြည့်လိုက်သည်မျက်နှာမကောင်းဖြစ်နေသောဖခင်ကိုကြည့်လိုက်ခါရင်ထဲတွင်ဆိုလာလေသည်မင်းစေးတောက်ပြီးပြီလားငါတော့ကွယ်မင်းတို့စေးထိုးတာတွေမကြိုက်ပါဘူးမြမအစေးပဲကောင်းလိမ့်မယ်ထင်တယ် ဒေါသက်မှာမောင်အတွက်စိတ်မကောင်းဖြစ်မိသည်နန်းနေစောစောစဘာကိုတော့ငါပြန်လာပြီးချောင်းဆိုးရင်ချွဲဟန်းလိုက်ရာသွေးပါလာသည်တအိမ်လုံးထိတ်လန့်လျက်ခြေမကင်မိလက်မကင်မိဖြစ်သွားကြရသည်ဥပိုသိမ်းမှာတီယောဂါမျိုးမဖြစ်ဘူးတဖြင့်သွေးမြင်နာနှင့်ထိတ်လန့်ကမျက်နာတွင်သွေးတစ်စမ်းမှမရှိဘဲခြေပြားလက်ပြားအေးဆက်သွားလေသည် ဆရာဝန်ချက်ချင်းပြေးခေါ်ရသည်ဆရာဝန်ကချောင်းဆိုးသွေးပါယောဂါမဟုတ်ပါဘူးသွေးရှန်တာပါဟုပြော၍စိတ်သက်သာအောင်ပြောတာပဲဟုထင်မှကြကချောင်းဆိုးသွေးပါယောဂါပါပဲဟုထင်နေကြလေသည်ဝေဝေသည်ဖခင်အတွေ့စိုးရင်ပူပန်နေသည်ယခုနေမိခင်အနာရှိရင်ကောင်းပါပဲဟုအထူးတရားမိတော်သည်။တမိရဲ့ဆေးချိန်ကြပြီလား။ ဝေဝေသည်လက်ပံနာဤကိုငုံကြည့်ကတနာဤထိုးပြီဖဖေတောက်မှာဟိုပြောပြောဆိုဆိုစေးထယူ၍တိုင်လိုက်သည်ဥပိုသိန်းသည်စေးတောက်ပြီးအိမ်မော်ဒန်တို့ဖြင်းညင်းသွားတသွားလေသည်ညီဖေတို့စိတ်မကောင်းမှုဤဟိုညီလျေဒေါ်တက်ထသွား၍ဝေဝေသည်မိခင်ထံသို့စာပြန်ရေးရန်စာရေးစွဲကုန်တွင်ဝင်ထိုင်လိုက်သည် ိခင်ဤစာကိုထပ်ဖတ်ကြည်ပြန်သည်တရားစာများဖတ်ရပေါင်းများပြီဖြစ်၍ညီငွေနေသည်စာဖတ်ပြီးအ내အိဒိပဲထင်သည့်အခါမှလည်းထင်သည်ဆွဲယူမှသားလျက်အ내အိဒိပဲပေါက်သည့်အထိလေးလေးနက်နက်စင်ကျင်အောင်မိကြည်ဘူးသည်မရှိတရားနှင့်မတွေ့မထီပဲ စာဖတ်ပြီးစာရင်းနိုင်ဖတ်ရသောတစ္ဆာလေးပါမဂ္ဂင်၈ပါသူတော်ကောင်းတရား9ပါဤအမျိုးအစားအမည်နာမကိုမှတ်မိသလောက်တော့မှတ်မိလေသည်မိခင်ထံသို့စာပြန်ရေးသည်ချစ်သမီးစာပြန်လိုက်ပါသည်မဲတော်မဲတော်စာကိုရရှိ၍ဝမ်းသာပါသည် အကိုကြီးရန်ကုန်သွားသဖြင့်မဲရော့ထံသို့တင်ပို့ရန်ဖေဖေကစံအိမ်နှင့်စီပုံးပေးလိုက်ပါသည် အကိုကြီးမျက်စိအောင်၍ရန်ကုန်ကပလီမိုရီယာဆေးတိုက်မှမျက်စိသွားပြပါသည်ဆယ်ရဲလောက်ကြာပါလိမ့်မည် မမထားစီကမအူပင်တို့ပြောင်းရမိစာရောက်သဖြင့်တမီးတို့နှင့်နီးပြီဟုဝမ်းသာနေကြပါသည်ကြီးတော်တလဲနေကောင်းပါသည် ဘာကြီးထိုက်စီကစီနီယာ၍စေဖို့စာနေပါသည်ရွာကလေးဆရာတော်ဖျားစီကတတ်တော်နှစူကိုးွယ်ဖို့ပေးလိုက်ပါသည်မေတော့ဂရီပါဆောင်ကိုနေရာထိုင်ချုပ်ပြီးဆရာတော်ဖျားထံသို့တမီပို့လူလိုက်ပါသည်ဖေဖေတော့ဒီနေ့မနဲ့ပဲဝေဝေသည်ဆက်မရေးပဲခိတရန်နာနေလေသည် ဟငင်ကမရေးရန်တားမြစ်သားသဖြင့်ရေးသည်မရေးသည်ချိန်ဆစင်စားနေသည် စိတ်ထဲကရေးခြင်းသည်အတိပေးခြင်းသည် ဖခင်အတွေ့စိတ်ပူစေခြင်းသည်ဘယ်လိုပင်တန်ရုံးစဉ်ပြက်ပြက်နာရီတော့လစ်လူမရှူထိုင်ဟု တွက်လိုက်သည်ဖခင်ဝေဒနာတက်တာရရသွားမှာပဲဟု အောင်းမေကဖေဖေတော့ ဒီမနဲ့ပဲချောင်းဆိုရင်သွေးစာပါလာလို့တမီးတို့ဖေဖေအတွဲဆိုရင်ဘူပန်းနေကြရပါတယ်။ဆရာဝန်ခေါ်ပြီးဆေးထိုးပါတယ်။ညနေပိုင်းတော့သွေးပါနည်းနည်းတသားပါတယ်။ဖေဖေကမရေးပါနဲ့စိတ်ချမ်းချမ်းတသားတရားအထုတ်ပါစေလို့ပြောပါတယ်။ဒါပေမဲ့မဲတော်တိစေဖို့ရေးလိုက်ပါတယ်။မဲတော်တွင်တင်ပို့ချတဲ့တရားတော်ကိုအာထုတ်လေ့လာပါမယ်မဲတော်ရှင်။ ဝေဝေးသည်မိခင်ထံစာရေးပြီးပြန်ဖန့်ကြည့်နေစဉ်အိမ်ရှိ၌လူတန်ကြား၍မော့ကြည့်လိုက်လေသည်စင်ကရက်တံပိုးကိုလက်တစ်ဖက်ကကိုင်းကအုတ်ထုတ်ကိုပိုင်လျက်အိမ်ထဲဆိုင်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 ဝင်လာသောဦးစောဟန်ကိုမြင်၍ရုတ်တရက်ငေးနေမိသည်ဦးရှိသလားဦးစောဟန်သည် တကားဝါး၌ရက်လျက်လှမ်းမေးကြည့်သည် မျက်လုံးများသည် ြည်သာကြည်ရသည်ရဲရဲတင်းတင်းမကြည်ရဲပီနေရမထကရှိပါတယ်ဝင်းမဟိုဖိတ်ခေါ်လိုက်သည်ဥသောဟန်သည်ဇပွဲနာသို့ဖနှက်တန်မမီရန်ခတ်ဖော်ဖော်နင်းလျှောက်လာသည်အိတ်နေသလားအိတ်နေလည်းမနှိုးပါနဲ့ဝေဝေးမှာဘဲလိုပြန်ပြောရမှန်းမသိဖြစ်နေကနှောင်းမှကြည်ပြောရသည်ဖေဖေစောစောကပဲအိမ်မော်တက်သွားပါတယ် အိပ်ပျော်နေသလားမသိပါဘူးနေမကောင်းလို့ပါဦးစောဟန်သည်ဝေဝေးကိုစိုက်ကြည့်နေသည် အကြည့်မှာဆိုးလွန်း၍ဖြန့်အောင်တည်ထားပြောရလေသည် နေမကောင်းဘူးလားဘာဖြစ်လို့လဲနေမကောင်းရင်မနှိုးပါနဲ့အိပ်ပါစေဦးစောဟန်သည်ဝေဝေးအဖြစ်ကိုစောင်းလျက်စိုက်ကြည့်ရင်းမျက်နှာပြောင်းကပြုံးသလိုလို မျက်နှာချိုထားလေသည် မနက်ကစောစောပဲကိုရောင်ကိုသွားပါတယ်။ပြန်လာပြီးတော့ချောင်းဆိုးတော့သွေးစာပါလာတယ်။ဝေဝေစကားမဆုံးခင်ဥစောဟန်သည်ကြောက်တွန်သွားသလိုပခုံးနှစ်ဖက်လှုပ်ခါမျက်မှောင်ကုတ်လျက်ဆရာဝန်မခေါ်ဘူးလား။ဟိုဖြန့်မေးလိုက်သည်။ခေါ်ပါတယ်။စေးထိုးပေးထားပါတယ်။ဝေဝေသည်ခန့်အေးအေးပင်ပြန်ပြောလိုက်သည်။ တွေ့စားကဟန်ကြီးပန်ကြီးနိုင်လိုက်တာဟုအောင်းမိထားသောထင်မြင်ချက်သည်ပြင်ရမလို့ဖြစ်လာပြန်သည် စကားပြောချိန်မှာဖော်ဖော်ရွေ့ရွေ့ရှိသားပဲဟုစိတ်ထဲ၌အတွေ့အထင်ပြောင်းသွားသည်ဆရာဝန်ကဘာပြောသလဲဝေဝေသည်ခတ်တွတ်အဖြေပေးဖို့ရန်မခတ်တော်ပြီ ်မေဝန်တခွန်းထက်တခွန်းဂယုဆိုင်ဟန်စိတ်ဝင်စားဟန်ပေါ်ပေါက်ဖော်ပြနေသည်ဖြင့်ရဲရဲဖြည်ရန်အာရှေလာသည်ဆရာဝန်ကချောင်းဆိုးသွေးပါရောဂါမဟုတ်ပါဘူးတဲ့အထက်ကိုအပူရှန်တာကိစ္စမရှိဘူးလို့ပြောသွားပါတယ်ဦးစုံးဟန်မျက်နှာတွင်စဉ်းစားလိုက်သည့်အမူအရာဖြစ်ပေါ်ကနောက်တော့ကအဲ့ဒီလိုဖြစ်ဘူးသလားဟိုစံမေးပြန်သည် ตาหยาညှင်းပြောင်းစွာမေးနေလျက်မျက်နှာမကောင်းသလိုအမူအရာမျက်နှာထားဖြင့်ဝေဝေကိုငေကြည်နေလေသည်ဝေဝေသည်မျက်တောင်ကလေးပင်း၍ကြည်လျက်ပြုံးယောင်ယောင်မျက်နှာဖြင့်မဖြစ်ပါဘူးဟုပြောရင်ညင်ညင်သာသာခေါင်းခါပြလေသည်တိတ်လဲစိတ်မပူပါနဲ့လေပေါ်လဲမပေါ်နဲ့ပေါ့လာတဲ့ကိစ္စကတော့ စကားကိုဆက်မပြောပဲ ဝေဝေစပွဲရှိက ကလထိုင်ကိုလှမ်းကြည့်လိုက်ခါထိုင်မင်းတော်ဟု ပြောလိုက်သည် ဟုတ်ကဲ့ ထိုင်ပါထိုင်ပါဥဆုံးဟန်နှင့်အတူပင်ကလထိုင်ပေါ်၌ပြန်ထိုင်ချလိုက်ရာမျက်နှချင်းဆိုင်ထိုင်နေရသဖြင့်အင်ဒရီဆယ်လျက်ခက်ရွရွကလေးငြိမ်နေသည်ဦးအိယာကနိုးတော့ပြောပါတိုက်ကတန်ကျိုးလာတယ်ဦးတောင်းတဲ့ဇေယအယောင်းဝယ်ဖြစ်တယ်ဒါပေမဲ့ ချက်ချင်းတော့ချင်းနိုင်မယ်မထင်ဘူးထင်တယ်။တုံကင်တွေကတပတ်လောက်ကြာမှရောက်လိမ့်မယ်။ချက်ချင်းမချင်နိုင်ရင်တော့မဖြစ်ဘူးထင်ပါတယ်။နောက်ထပ်ရောက်လာမယ့်စပားတွေကရေးဆိုလာလို့ဂိုဒေါင်ထဲရောထားဖို့ခက်ပါတယ်။ဂိုဒေါင်ထဲကစပားတွေအရင်ချင်းထုတ်ပြီးတော့မှသွင်းလို့ဖြစ်ပါမယ်။ဦးစောဟန်ဒီသဘောကြသောအပြုံးဖြစ်ပြုံးဤနားထောင်လေးကစပားတွေကများသလားဘဲတော့ရောက်မလဲဟိုစိုက်ကြည့်ရင်မေးသည် ဝေဝေးသည်အန်စွဲထဲမှစရင်စာအုပ်အထူးကြီးကိုယူလိုက်ကဖြွင့်ကျင်းလိုက်သည်များတယ်ဝေဝေးတို့လေထဲကပဲ3000လောက်ရောက်မယ်တခြားလေကစပားတွေလည်းလာလိမ့်အောင်မယ်ဥဆုံးဟန်သည်စရင်စာအုပ်နေဝေဝေအားတလဲ့စီကြည့်ရှုနေလျက်အော်နာမီကဝေဝေတဲ့လားဟိုဆို၍ဝေဝေသည်ပြုံးရင်လျက်ကောင်းငိန်လိုက်သည် ဦးစောဟန်းမှာဝေဝေဤခလေးဆန်သော အမှုရာကလေးနှင့်ခေါင်းငိမ်ကပြုံးရယ်ပြလိုက်သည့်မျက်နှာကိုစိုက်ကြည့်လျက်မျက်နှာတိတ်ချိုးတာပဲဟု အောင်းမင်းနေသည် ဝေဝေကြောက်မနေဘူးလားဦးစောဟန်းသည်ဘောင်းမီရိတ်ထဲကလက်ကင်ဘဝကိုစောထုတ်လျက်မျက်နှာတုပ်လိုက်သည်ဖေဖေတယောက်တည်းဖြစ်နေလို့ကြောက်ဆက်မနေပါဘူးခွန်တန်းအောင်ပြီးတော့ထွက်လိုက်ပါတယ်အော် အတော်ကြီးတယောက်ကဝင်ဝိမမီမဟုတ်ဘူးလားကြီးတော်ပါဥဆုံးဟန်ဒီလက်ကင်ဘွားကိုဘောင်းမီအိတ်ထဲသို့တွင်လျက်ဝင်ဝိမမီပဲလို့ထင်မိတယ်ဆက်ဆူတယ်မအောင်မိနဲ့နော်ဟိုပြောကမိချစ်ကိုနှိုက်ယူပြီးစီကရက်ကိုမိညှိလိုက်သည် မအောင်မိပါဘူးစီကရက်ကိုဖွာဆိုင်လျက်မျက်တောင်တစ်ဖြက်ဖြက်အခက်ခါအင်ဒရီဂျင်းနဲ့ဆက်ပြောလေသည် အမေကဆုံးသွားတာလားဝေဝေးသည်မျက်တောင်ကလေးစင်းလျက်အပြေပေးရန်စုံဆိုင်နေပြီးနောက်ဥဆုံးဟန်အားဖြက်ခနဲလှမ်းကြည့်လိုက်ခါပြုံးလိုက်လေသည်မချီပြုံးပြုံးမီ၍ဝမ်းနေရိတ်တန်ထားသောမျက်နှာမှာပေါ်နေလေသည်ဝေဝေးမိကရှိပါတယ်စကိုင်းမှာမယ်ဒီလာရှင်ဝင်နေတယ်ငါးနှစ်ရှိပြီအဲ့ဒါကြောင့်ဝေဝေးကကြောက်ဆက်မနေတော့ဘူး ဖေဖေအလုပ်တွေဝေဝေပဲကူလုပ်ပေးနေရတယ်။ဝေဝေဒီပြောပြီးမျက်နှာလွှဲလိုက်သည်။ဦးစောဟန်မှာဝေဝေအားတစိမ့်စိမ့်ကြည်လျက်ငြိမ်သက်နေလေသည်။ငြိမ်သက်နေတော့လေရင်ထဲမူလှုပ်ရှားနေ၏။ချောက်တွေ့နေရသောဝေဝေဤဘဝကိုမြစ်တာရေတစဲစဲသုံးလောင်းချ၍ကြည်နေလေသည်။ ဝင်းဝင်းဤရင်ထဲမှအသင်းနှလုံးသည်လန်းဆိုက ရွှင်ပြကြည်မျိုးနေသည့်တံတန်းမှာမှုံမှုံရေးရေးလှုပ်ရှားနေလျက်ချစ်ပွဲကောင်းလာပေသည်။အော်ဘယ်တော့မှရောက်နေပါသလဲ။ဒေါ်သက်အိမ်ရှိသူထွက်လာသည်။ဦးစွန်ဟန်တို့အနာတို့မလာပဲခက်လန်းလန်းကပင်ရံ့၍နှုတ်ဆန်းနေသည်။ဦးစွန်ဟန်သည် ကလထိုင်းမှထရန်လိုက်သည်။ခဏကပဲရောက်ပါရဲ့တော်တော်။ ဥသရင်ကြားရတာစိတ်မကောင်းပါဘူး။ဥဆုံးဟန်ပြောပြီးပြန်ထိုင်လိုက်သည်။ကောက်ရသလိုပဲမနက်ကမှဖြစ်တာ။ဆရာဝန်ကစိတ်မပူရပါဘူးတဲ့။ဟုတ်ကဲ့။ဒေါသက်သည်ဆက်ပြီးစကားပြောခြင်းသေးသည်။ဥဆုံးဟန်ကဝေဝေးဘက်သို့လှည့်သွား၍မပြန်မနဲ့ဩကော်ဖီတောက်သွားပါ။ဟိုပျော်ပြေအောင်ပြောလိုက်သည်။မလုပ်ပါနဲ့တော့တော့ ကျွန်တော်ညနေမှာတောက်ပြရစီနေပါစီဝေးဝေးသည်ဦးစိုးဟန်အားအကျွေးမွေးနှင့်အခမ်းဖို့ရန်တတိယလျက်ဝင်လေနေသည်ဝေဝေတို့မှာဘယ်ကဧည့်သည်လာလာ အချိန်မရွေးကော်ဖီတိုက်တတ်သည်ဒီဧည့်သည်တယောက်ပင်ကော်ဖီမတိုက်ရမှန်းအမှန်ထားရသည် တုံကင်မြန်ရဖို့စီစဉ်ပြီးမယ်ဝေဝေအလုံးလုံးနေတာအနှောက်ယှက်ပေးမိတယ် ဝင်ဝင်ကငယ်ပေမဲ့မိဘကိုကူညီနိုင်တယ်။လိမ်မာပါတယ်ကွယ်။ပြန်အောင်မယ်နော်။ဦးစောဟန်သည်ဒေါ်သက်ကိုနှုတ်ဆက်လျက်ထွားသွားသည်။ကြားလိုသောဖြင့်ပြာလောင်ခန့်အနားသို့ရောက်လာသောဒေါ်သက်ကိုပြုံးကြည့်လျက်ကြီးတော်လိုက်ကနောက်မှရက်နေတာဝင်ဝင်သိပါတယ်။ဟိုပြောလိုက်ကဝေဝေသည်အတန်အုပ်၍လှိုက်လိုက်လဲလဲရေမောနေလေသည် နန်နဲ့နေကြီးဖြစ်၍ဝင်းပါနေပေသည်ဝေဝေသည်ပရင်းတကားများကိုရှောက်ဖွင့်ကအပြင်ဘက်သို့မျောကြည့်သည်အိမ်ကောင်းရင်တရက်ပင်กว่า၌စွဲချိန်ထားသောအောက်သို့တွဲလောင်းကြနေသည်ဖျောင်းမန်းလက်တံရှိတို့သည်လေးတွင်ညှို့လျက်ရိမ့်နေပေသည်လှပသောနန်နဲ့ဖြစ်သည် တရက်ပင်ပေါ်၌ခိုးရင်းနာနေကြကအချင်းချင်းတို့တို့ထိုးလျင်တကောင်ကောင်တကောင် စိတ်နေကြလေသည် ပြုတ်နေအောင်သီးသောတရက်သီးများမှာ အလုံးတော်တော်ကြီးနေလေပြီပရင်းမဝင်လာသောနေအောင်ကြီးကို ပြန်လှည့်ကြည့်လိုက်သည်ငွေအောင်ရှုံးသောနေကြီးကို၎င်းပေါ်လင့်အောင်ပြေးလျက်တလွင်တောက်ပါသောဇပွဲကလထိုင်းများကို၎င်းနှစ်သက်ကြည်နှံဟန်ဖြင့်ရှင်လန်းသွားလေသည် အကိုကြီးရန်ကုန်သွားကနီလိုချင်တော်မှားလိုက်ဟုလာပြောသည်ဝေဝေသည်မြို့ပိုင်အိမ်တွင်မြင်ခဲ့ရသောအေကန်းကလထိုင်ပူပူကလေးတွေကို မျက်စိကြားခဲ့၍ကလထိုင်တစုံဝေခဲ့ရန်ပူဇာလိုက်သည်ညာကမဲအင်းနေနှစ်ယောက်အိမ်ရှိကန်းကိုညနေသည်အထိကြံတိုက်ကြသည်ကြံကိုလက်ပြောင်နေအောင်ရေနံစီဖျောင်းထဲလျက်လက်မောင်းပြုတ်မတိုက်တိုက်ရလေသည် မနဲ့စောစော အကိုကြီးရောက်လျင်ဇဝဲကလထိုင်များပါလာမည်မို့အစင်သင်ခင်းနိုင်အောင်ကြိုးစားပန်းစားတိုက်ထားသည်ကြောက်ဇပွဲနှင့်ကလထိုင်များကိုလိုက်ကာကွယ်ထားသောအလေခမ်းမသို့ပို့လျက်ထမင်းစားပွဲလှုပ်လိုက်သည်စားပွဲကလထိုင်နှင့်ထမင်းစားတော်မည် တပည့်အိမ်မောကစီးကြည့်လျင်သပွဲဝိုင်းတွင်တင်မျိုးခင်းစားနေကြတာအတိုင်းသားမြင်နိုင်၍ဥဆောဟန်ပြောင်းလာပြီးမှ ထမင်းစားရတာမလုံသလိုဖြစ်ခဲ့သည် အခုမှပဲရဲရဲစားရတော်မူဒေါသက်မှာနှစ်ရက်လုံးလုံးဆက်၍ဆက်ပေါ်၌ထိုင်ကပေါ်ပလင်ခန်းစည်းများအပီးချုပ်ပေးရသည် ဦးစောဟန်အိမ်၌တက်ထားသောပရင်းခန်းစည်းပုံအတိုင်းပရင်းပေါင်တဝဲတခန်းစီချုပ်ကြသည် ဝေဝေသည်ကြမ်းတိုက်ပြီးခန်းစည်းများကို အောက်ထပ်ပရင်းပေါင်ဆေးအောင်တက်ဆင်းထားလိုက်သည်နန်းနေကလထိုင်များရောက်လာလျင်အရန်သည့်ဖြစ်နေအောင်အပီးလှုပ်ထားပြီးနောက်နန်းနေစောစောကြီးထရန်နှိုးဆက်ပေးအိတ်လေးသည်နှိုးဆက်မမီမီအိတ်ရာကားထားခဲ့သည် အိမ်ရောက်သူမဲအီးနှင့်နှစ်ယောက်ဆင်းခဲ့ကြသည် ကျန်းကိုပြောင်းမပြောင်းရလာဟုမိဖွင့်ကြည်လိုက်လေသည်ဥဘိုးသိန်းထိုင်သောကျိန်ပလက်ကလထိုင်ကြီးကိုနှစ်ယောက်မှလျက်ခေါင်းရင်ပဲ၌ချကြည်လိုက်သည် အနေရထားသောမကြွေခေါင်းရင်တောင်သို့ပို့လိုက်ပြန်သည် စိတ်တိုင်းမကြပြန်၍အရင်နေရာတိုင်းအလဲကန်းကိုကာချထားသောခန်းစည်းရှိသူပြန်မှရွှေချရလေသည်စာရေးစပွဲကုံမှကလထိုင်ကြီးကဲ့သို့ပင်ခြာလေလေနေပြီးမှခြေရင်းဘဲထောင်သာသို့ရောက်သွားလေသည် ခုံတန်းလျာကြီးကို ကြည်မရပင်မိုးလင်းတကားဖွင့်လျင်အပြင်ဘက်ထုတ်ထားလိုက်မည်ဟုစိတ်ပိုင်းဖြန့်လိုက်သည် အိမ်ရှိကန်းမှအလဲကန်းတို့ ရောက်သွားပြန်သည်ကြောက်စပွဲကို ခုံခင်းအသည့်အဖြူခင်းသည် မနေ့လပတ်ရီခုံပေါ်၌တောက်ကြရန်ပကန်းလုံးမြောင်းမောက်လျက်ဝိုင်းချကြလိုက်သည် မိုးလင်း၍သင်းမိုးမှုတ်တန်းကြားမှမျက်နာပြေးသေးရသည် ဝေဝေမှအပေါ်တက်နိုင်အောင်ဆင်းလိုက်ဖြင့်သင်းမိုးမဆိုင်မချင်းအလုံးရှုံနေလေသည် ကလထိုင်များတည်လာတာမြင်လိုက်ရမှပင်ရင်ထဲ၌အလုံးကြီးကြသွားလေသည် အကိုကြီးမှသူ့အိမ်တွင်ဝင်နေရစ်ခါကူလီကလားများဖြင့်အပိုလွှတ်လိုက်သည်ဝေဝေသည်ပတ်ချီထားသောဆက်ကူများကိုကြပြားကြရဖြေလျက်ညကမျက်စီထဲတွင် စီစဉ်ခင်းကျင်းထားသည့်ပုံစံအတိုင်းဝိုင်းချခင်းလိုက်သည် နေအောင်ကြီးဖြင့်အင်ရှေကန်းသည်တက်လွင်ခံညာလျက် ကြက်တရေရှိနေ၏အခုလိုဆိုတော့လေဘိုးဆန်သွားပါပြီဟုစိတ်ထဲကအောင်းမိလိုက်သည်ကလထိုင်းတွင်အောက်ကကော်စောခင်းလိုက်ရရင်သိတ်စတိုင်းကြမှာပဲဟုတွေးမိသည်ဝေဝေသည်ဇပွဲနိုင်ကလေးပေါ်တွင်ပန်းအိုးထားရန်မဲအေးကိုဖျောင်းပန်းကဲများချိုးခိုင်းလိုက်သည် အပြင်းစင်အသင်များဖြင့်ပြောင်းလဲသွားသောအင်ရှေကန်းကို အရေးတကြီးကြီးကြည်ရင်ဦးစောဟန်ကိုတည်ရလိုက်သည်ဦးစောဟန်နောက်တစ်ခေါက်လာလျင်ခင်မီကလထိုင်အသင်များနှင့်ကြကြနာနာဧကန်နိုင်ပြီမို့ကျင်နှံ့သွားလေသည်ဥပိုသိန်းသည်အိမ်မော်မှဆင်းလာလျက်ဝေဝေပြင်ဆင်ထားသောအင်ရှေကန်းကိုကြည်၍ခေတာသမီးတွေဟာတဲခေဆန်ကျင်ကြတာပဲဟု တွေးနေလေသည် စိတ်ထဲ၌တမျိုးပြောင်းနေသောအင်ရှေကန်းကိုလှဲ့ပန့်ကြည့်ရှုကတန်တန်ရှင်းရှင်းနဲ့ကြည့်ကောင်းသားပဲဟုထင်မိလေသည်ဖေဖေအကိုကြီးကသူတော်တော်ကြာမှလာခဲ့မယ်တဲ့ဖေဖေကိုသမီးကော်ဖီပြင်ပြီးပြီကြောင်စပွဲကိုထမင်းစပွဲလုပ်လိုက်တယ်ဖေဖေဝေဝေမရွှင်ပြတော်လန်နေလေသည်ဖခင်မျက်နာလန်းနေသဖြင့်အပြောင်းလဲကြောင့်စိတ်ကြည်သွားတယ်ဟု အာရကျေနန်းနေလေသည်ဥပိုသိန်းသည်ကြောင်စပွဲတွင်ထိုင်လိုက်ခါဧည့်သည်လာလျင်တဲရန်သိမ်းစီထားသောလက်ဖက်ရည်ပကံအစ်တွေခြတုံးနေပါကလားဟုအံ့ဩနေလေသည်စပွဲကင်းမှကော်တောင်းလျက်ဖွေးဖြူနေသည်စပွဲပေါ်၌ခင်းကျင်းထားသောပကံအစ်တွေနှင့်ဧည့်သည်ဧကံမိပုံအတိုင်းထဲဝါနေကြသည်ပေါင်မုတ်ထောဘတ်တို့ တင်မော်သည်မဲငပြောသည်ကို တွေ့ရှိ၍ဘဲ့နယ်ဓာရီစောစောစီစီချပြင်ထားပါလေဟုဆန်နေပေသည်ဦးဝသိမ့်မှာနန်းတဲ့တိုင်းကျိန်ပက်လက်ကလထိုင်ကြီးပေါ်၌တင်မလင်ငွေထိုင်လျက်တသားလျံန်းပေါ်တွင်လာတင်သောကော်ဖီခွက်မုံပကံကိုယူ၍စားတောက်စမြဲဖြစ်သည် ဟန်ကြပန်ကြစပွဲနေထိုင်တောက်ခဲ့ခြင်းမရှိ၍တောက်ရစားရမှာပင်စပွဲကုန်ကေနှင့်ပကံအစ်တွေကိုအာနာနေလေသည်ငပြောသည်တင်မောသည်များကို ထမင်းစားပြီးမှသာစားတတ်သဖြင့်မကြုံစဘူးကြုံနေရသည်ငါသမီးတမျိုးဖြစ်နေပါတယ်ဟုတွေးနေလေသည် သမီးရဲ့ပကံအစ်တွေနေတိုင်းတော့ဟောက်မကုန်ဘူးလား ဝေးဝေးသည်ကော်ဖီကိုထည့်ပေးက နောက်ဖေးကပကံတွေနဲ့ဒီစပွဲနဲ့လူမြင်လို့ဘယ်ကောင်းမှမလဲဖေဖေရဲ့ဟိုပြန်ပြောလိုက်သည်ဥပိုးသိမ်းမှာလူမြင်လို့ဘယ်ကောင်းမှမလဲဟူသောစကားဤထူးခြားချက်ကိုအကဲခတ်တွေးရင်းစာတောင်းနေလေသည် ဝေးဝေးသည်ဥပိုးသိမ်းနေမျက်နှာချင်းဆိုင် ထိုင်လိုက်သည် ကော်ဖီပကံလှန်လျက်ကော်ဖီငှဲ့ထည့်နေစဉ်ဥပိုးသိန်းကိုမောကြီးကဖေဖေ ညာအဲ့ရရဲ့လားဟိုမေကြီးသည်မိမိကိုစူးစူးဆိုင်ဆိုင်ကြည့်နေသဖြင့်စတိုင်ထုံတောက်ရကရှက်ကိုရှက်ကန်းဖြစ်နေလေသည်ညာတော်တော်အိပ်ပြောတယ်ချောင်းလဲတခါမှမဆိုးဘူးအဲ့ရကနိုးမှတခါနခါဆိုးတယ်တွေးတော်မတွေးဘူးဒါဖြစ်ရင်တက်တာရပါဖေဖေဟိုဝမ်းတာအားရရှာ၍ပြောလေသည်ကြီးတော်ကိုဈေးကတခွားသီးမာလိုက်တယ်ဖေဖေ တခွားသီးနဲ့တကြားစားရင်ပျောက်တယ်ဆိုလို့ဖဖေစနော်ဥဘိုးသိန်းဒီပြုံးလေးရဲ့ခေါင်းငိမ့်လိုက်ရာချောင်းဆိုးတွေးပါမဟုတ်ဘူးထင်ပါရဲ့ဆိုလျဲခေါင်းငိမ့်နေသည်ဥပါရန်ကြောင့်ဥပါရောက်တာပါဖဖေရာမဟုတ်ပါဘူးအထက်တက်လန်တာပါပဲဦးလေးဥဘိုးမြိုင်တော့လေဒီလိုပဲတခါတော့ကဖြစ်ဘူးတဲ့ပျောက်သွားပြီးတော့အခုတည်းကတခါမှမဖြစ်ဘူးလို့ပြောတယ်ဖဖေစိတ်ကမစွဲနဲ့နော် ဝေဝေးသည်ဖားငင်ရှိ၌အိုရိုအန်နဲ့နှင့်တောက်ရဆားရမလုံသည့်အတွေ့မလုံသည့်စိတ်ကိုစကားများများပြော၍ဖာနေရပေသည် အိမ်ရှိကဝေဝေးရေးဟုလှမ်းခေါ်လိုက်သောအတန်းနှင့်အိမ်ထဲသို့တန်းဝင်လာကခြေတံကိုကြားရ၍ဝေဝေးမှမျက်နာကလေးမဲ့သွားသည်။အောင်မဲစတိုင်းနဲ့ပါပဲလား။ ကိုနေဦးသည်ခါထောင်းလျက်လက်ဖက်ရည်စပွဲကိုမျက်လုံးပြူကြည့်ကခန့်ကျယ်ကျယ်ပြောလိုက်ပြီးနောက်ဘိုးအိမ်ကြနေပြီဟေဆိုလျက်ရေမောလိုက်လေသည်ကိုနေဦး၏ရေတံမှာခန့်အေးအေးလောင်ရဲသောအတံမျိုးနှင့်တူ၍ဝေဝေသည်မျက်နှာကလေးအိုရာကမျက်ဆောင်လှမ်းထိုးလျက်အကိုကြီးကလည်းပြောတော်မယ်ဟိုနှုတ်ခမ်းကလေးစုပြောလိုက်သည်ကိုနေဦးမှာ ခန်းဝါဝပူပူအသားဖြူဖြူဖြစ်သည် ပြူးနေသောမျက်လုံးသည် အစင်တစ်ဖြင့်ရဲနေကမျက်နှာအမြဲတမ်းချိုးနေသည်ကွန်ကြိုက်တစ်ဖြင့်တွားတွေနီနီလျက်ကိုငုံထားသောပစောင်းတစ်ဖက်မှဖောင်းနေလေသည်ကရုံစရောက်ရှက်လက်တို့အဖြူနှင့်ပလီကန်လုံးကြီးအကွက်ကြီးဝတ်လျက်ကပတ်ကြီးပတ်ထားလေသည်မင်းကွယ်ဆယ်ရက်ဆိုပြီးကြာလိုက်တာ ိုဥပိုသိန်းကတဲနေသောကိုကိုဘေးရွှေလှဲပြောလိုက်သည် အကိုကြီးကော်ဖီတောင်းအောင်ဟိုဆိုကကြီးတော်ဈေးပြန်လျင်တောက်ရန်ချထားသောပကံကိုလှန်၍ငှဲထဲပေးလိုက်သည်ကြာဆိုဖေဖေရဲ့မျက်လုံးကိုဆေးထိုးရတယ်မျက်မှန်တက်ရမယ်ပြောလို့ကျွန်တော်လည်းမျက်မှန်မတက်ချင်ဘူးဆေးပဲယူခဲ့တယ်ဖေဖေနေမကောင်းဘူးဆိုဘသူပြောလဲ ဟိုဝေဝေကလှမ်းမေးလိုက်သည်ကြီးတော်ပေါ့မနေ့ကဈေးသွင်းရင်းနဲ့အိမ်ကိုဝင်ပြောတယ်အခုဘယ်နဲ့နေသလဲကျွန်တော်ပြည့်စိတ်ပူသွားတယ်ကိုနေဦးသည်ကလထိုင်တွင်ဝင်ထိုင်လိုက်၍ဥပိုးသိမ်းမှသူ့ဤကိုကိုဇပွဲနေပြန်တဲ့ကအခုပဲပြောနေရသေးတယ်တက်တာသွားပါပြီသူ့ဤတော်မပါတော့ဘူးရင်ခုန်လဲခါတိုင်းလိုပဲမမြန်ဘူးသူ့ဤအထက်တက်လှန်တာနဲ့တူပါရဲ့ကွယ် ဒီလိုဆိုကောင်းပါရဲ့ဖေဖေရဲ့ဒီယောဂမျိုးမဟုတ်ရင်ဝမ်းသာရတာပဲတိတ်ဆိုးတဲ့ယောဂအင်းကရောက်ခမကြီးကတော့ရန်ကုန်သွားကုဖို့ပြောလိုက်သေးတယ်တောက်လေအကိုကြီးဝေဝေသည်ပကံထဲငှဲ့ပြီးရှေ့တူပေးလိုက်သည်ကိုနေဦးသည်ဇပွဲအောက်သို့ဟုံငုံသည်ငုံကြည့်ကထွေးကံဗမတော်ဟာဟိုကွန်တရေထွေးရန်ရှာနေလေသည် ဝေဝေသည်ထွေးငံကမျက်စိရှုံလွန်၍နောက်ဖေးသို့ပို့ထားရာထ၍ပြေးယူပေးရသည်မင်းမေစီဆန်အိပ်ပို့တော့စာရေးထည့်လိုက်ခဲ့လားရထားတန်စာနဲ့အတူတူစာရေးပြီးတော့ပို့လိုက်တယ်ရောက်ရောပေါ့ဥဘိုးသိန်းသည်ဖွားတီလာရှင်အတွဲတန်ရောစဉ်အတော်ကြီးမှန်သားသမီးများရိတ်စားမိကုန်မှာကိုရှက်တက်တဲ့ဖြစ်နေတော့မင်း ေလာရှင်အကြောင်းပြောတိုင်းအိန္ဒြေတမျိုးပြောသောအလေးထမှာအကျင့်ဖြစ်နေလေပြီအကိုကြီးရန်ကုန်ကဘာတွေဝယ်လာသေးသလဲကလထိုင်တွေကတိတ်လာတာပဲ ကိုနေဦးသည်ကော်ဖီပကံများတဲ့သို့ကော်ဖီငဲ့လောင်းချနေသဖြင့်ပကံလုံးတွေ ခုံပေါ်ချရင် ပေကွက်သွားမှဆို၍ပကံများတစ်ချက်ချပေးလိုက်ရသည်ငါကအေးအေးတောက်ချင်တာ ဟိုရဲပြောလျက်တရှိန်နဲ့ကြိုက်ချလိုက်လေသည်ကလထိုင်ကယူဟာကြီးအာမတ်ကဈေးများတာနဲ့ဘုံမီဘာမကဝဲလာတယ်အယောင်ရောကြိုက်ရလားငါတော့အဝါရီမကြိုက်တာနဲ့တပေမဲ့ရောင်ဝဲလာတယ်ဒီအပြင်ဘာမှမဝဲဘူးစာကြည့်နိုင်ဖွင့်ဖို့အတွက်စာအုပ်အဟောင်းတွေလဲဝဲရတာတော်တော်အချိန်ကုန်တယ် ကိုနေဦးမှာမြို့ပေါ်၌စာကြည့်တိုင်းဖွင့်ရန် စိုင်းပြင်စူးစမ်းနေလေသည်เจ้าနေကလေးကစမဖတ်ပဲမနေနိုင်မျက်နှာနဲ့မခွာစာဖတ်ဝါသနာပါသည်တရင်စာမဂ္ဂဇင်းဝိထုထွက်သမျှအမှန်မှန်ကြီးဝယ်ဖတ်လေသည်မိမရပြီးရောက်ကမဆန်ဆက်ကိုဦးစီးလောက်ကောင်းနေလျက်ဆန်ဆက်အလုပ်သေးကိုစိတ်မဝင်စားခြင်း ရန်ကုန်သွားပြီးဝိတ္ထုမဂဇင်းတိုင်ထောင်ရင်စိတ်သာ ရှည်နေလေသည်လာရောက်နာစင်အပီးသူအားလုံးကို ကြည်စုတင်ပါတယ်ရှင်နောက်ခန်းဆက်ကလေးတွေမှာပြန်လဲဆုံတွေ့ကြမယ်နော်အားလုံးဘေးကင်းကျန်းမာကြပါစေ